ုရှားတံပြန်ထောက်လန့်ရေးအေဂျင့်တွေကတရုတ်တရှိတွေနဲ့အဆက်အသွယ်ရှိသူတွေကိုစောင့်ကြည့်ဖို့အတွက်နာမည်ကြီးတရုတ်စာတူပေးပို့တဲ့လူမှုမီဒီယာ application ဖြစ်တဲ့ WeChat ကနေအချက်လက်တွေကိုခွဲခြမ်းစိတ်ဖြာနေတယ်လို့ New York ထံကရရှိတဲ့ရုရှားထောက်လန့်ရေးမဆုတခုမှဖော်ပြထားပါတယ်။နိုင်ငံဆက်ဆံရေးပုံမနှဆိုင်လာတဲ့အချိန်မှာရုရှားအပေါ်တရုတ်ဩဇာလွှမ်းမိုးမှုမြင့်တက်လာတာကိုစိုးရိမ်နေကြောင်းအဲ့ဒီမှတ်တမ်းကဖော်ပြနေပါတယ်။ ယူကရိန်းစစ်ပွဲကြောင့်ရုရှားကအနောက်အုပ်စုနဲ့ဝေးကွာနေလို့တရုတ်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတွေနဲ့ဤပညာတွေအပေါ်မိခိုလာရတာပါဒါပေမဲ့စာရမ်းမှာဖော်ပြထားသလိုတရုတ်ကတရှိုလုံမှုပုံမိုလုံဆောင်လာရတဲ့နဲ့လည်းရင်ဆိုင်နေရပါတယ်ရုရှားဖက်ဒရယ်ထောက်လှမ်းရေးအဖွဲ့ FSB လို့လူသိများတဲ့ရုရှားပြည်တွင်းလုံခြုံရေးအေဂျင်စီဟာရယူထားတဲ့အချက်လက်တွေကိုလူအုပ်စုလို့အတိတ်ပဲရတဲ့ကွဲချမ်းစိတ်ပြတဲ့ကရိယာနဲ့ဆန်းစစ်ခဲ့ကြောင်းစာရွက်စာရန်ကဖော်ပြပါရယ် WeChat ကနေအချက်လက်တွေကခွဲခြမ်းစိတ်ဖြားတဲ့အချက်လက်တွေထဲမှာပါဝင်တယ်လို့စာရွက်စာတမ်းမှာဖော်ပြထားတာပါ။ဆောင်ကြီးမှုကိုလွန်ကဲစွာ ပြုလုပ်တတ်တဲ့အာနာရှင်အစိုးရနှစ်ရက်ရဲ့တရှိုးလုံနေတွေကအဲဒီစာရန်နေမှာမြင်သားလာပါတယ်။စာရင်းစာရန်မှာအဲဒီစနစ်ကအကောက်တွေဝင်ရောက်တာအဆက်အသွယ်စည်ရင်းတွေနဲ့စာတုံးမှတ်တမ်းတွေအပါအဝင် WeChat အသုံးပြုသူတွေရဲ့အသေးစိတ်အချက်အလက်တွေကိုစစ်ထုတ်ဖော်ပြပေးမှဖြစ်ပြီးတော့တချို့ကတော့ရုရှားတံပြန်ထောက်လှမ်းရေးတွေကသတင်းပေးမှုတွေစီကနေသိမ်းဆည်းရမိတဲ့ဖုန်းတွေကရယူထားတာဖြစ်ပါတယ်။တရုတ်ပြည်သူတမရနိုင်ငံရဲ့အတူကောက်နမည် PRC ကိုဖော်ပြပြီးထောက်လှမ်းရေးသတင်းပေးတွေနဲ့စကားပြောဖို့အတွက်တရုတ် app WeChat ကိုအသုံးပြုနေသူတွေရဲ့ data လမ်းကြောင်းကိုစီစစ်ဖို့အရိကရိယာကိုအသုံးပြုထားကြောင်းစာရမ်းမှာဖော်ပြထားပါတယ်။စနစ်ရဲ့လုံဆောင်နှံစွမ်းကို အတိအကျမသိရသေးပါဘူး။ အဲ့ဒါကိုရှာဖွေလှုပ်ရှားမှုတွေမှာအသုံးပြုနိုင်တဲ့အလိုအလျောက်အချက်လက်ဆန်းစစ်လှုပ်ဆောင်ခြင်းစနစ်တစ်ခုအဖြစ်ရုရှားဘာသာနဲ့ဖော်ပြထားပါတယ်။ထောက်လန်းရေးအေဂျင်စီတွေကလားလာရှိတဲ့သရှူတွေကိုရှာဖွေတွေ့ရှိဖို့စာပို့သူနဲ့လူမှုကွန်ရက်ချိတ်ဆက်မှုတွေကိုဆန်းစစ်ချိတ်ဆက်ဖို့အရိကရိယာတွေကို ပုံမှန်အဖြစ်အသုံးပြုကြပါတယ်။ Russia Federal ထောင်လန်းရေးအဖွဲ့ FSB က WeChat ကိုအထူးစိတ်ဝင်စားနေကြောင်းစာရမ်းမှာအလေးပေးဖော်ပြထားပါတယ်။ ရုရှားလုံခြုံရေးအေဂျင်စီကဖုန်းတွေနဲ့စိတ်ဝင်စားတဲ့ပြက်မှတ်တွေကိုတိုက်ရိုက်ဝင်ရောက်ကြိရှိနေတာကြောင့်ရရှိထားတဲ့ WeChat account တွေနဲ့အဆက်အသွယ်စာရင်းတွေနဲ့ WeChat ကနေစကားပြောမှတ်တမ်းတွေအပါအဝင်အချက်အလက်တွေကိုတံပြန်ထောက်လှမ်းရေးအဖွဲ့အစည်းပေးပို့ဖို့ကွင်းစင်းအရာရှိတွေကိုတောင်းဆိုထားပါတယ်။ electronic ညွန်ကိန်းပေါင်း1000ကျော်ကိုတပြိုင်နက်တည်းစစ်ဆေးနိုင်တဲ့ကိရိယာငယ်တစ်ခုဖြစ်တဲ့ Russia လို့ loss လို့တီးကြတဲ့တခြားအလို့အလျောက်စနစ်နဲ့လဲအချက်လက်တွေကိုစစ်ဆေးနေတယ်လို့စာရမ်းမှာဖော်ပြထားပါတယ် Scott Fishy ကိုတံမြန်ထောက်လှမ်းရေးကိရိယာအဖြစ်တရားမှုရှိမရှိဒါမှမဟုတ် FSB ဟာ WeChat ကနေအချက်အလက်တွေကိုဘလောက်အထိကြကြံပြန့်ပြန့်ကြားဖြတ်ဖြတ်ယူနိုင်တယ်ဆိုတာကို New York Times ကအတိမပြုနိုင်သေးပါဘူး။စာရွက်စာရမ်းမှာအချက်အလက်တွေဟာရုရှားကတရုတ်ဆက်သွယ်ရေးကိုထုတ်ပေါက်ဝင်ရောက်ခြင်းနဲ့ပတ်သက်ပြီးသိရှိထားတဲ့အရာတွေနဲ့ကပ်ညှိကြောင်းအနောက်တိုင်းထောက်လှမ်းရေးအေဂျင်စီတစ်ခုက New York Times ကိုပြောကြားခဲ့ပါတယ်။ FSB နဲ့တရုတ်နိုင်ငံသားရေးဌာနတို့ကမှတ်ချက်ပေးဖို့တောင်းဆိုချက်တွေကိုတော့အကြောင်းပြန်ကြားတာမရှိပါဘူး။တရုတ်နည်းပညာကုမ္ပဏီကြီး Tencent ကပိုင်ဆိုင်တဲ့ WeChat ဟာကမ္ဘာပေါ်မှာအသုံးအများဆုံး digital platform တွေထဲကတစ်ခုဖြစ်ပြီးအသုံးပြုသူအများစုကတရုတ်နိုင်ငံနဲ့တရုတ်အတိုင်းအဝိုင်းတွေကြားမှာဖြစ်ပါတယ်။ WeChat ဟာစာတိုပေးပို့တာ၊မိုဘိုင်းငွေပေးချေမှု၊လူမှုကွန်ရက်နဲ့အစိုးရဝန်ဆောင်မှုတွေကပါပေါင်းစပ်ထားတဲ့ကိရိယာတစ်ခုဖြစ်ပါတယ်။အဲဒီ app ကိုတစ်ကမ္ဘာလုံးမှာသုံးစွဲသူ တသက်သမ၄ဘီလီယံကျော်ရှိတယ်လို့ Tencent ကထုတ်ပြန်ထားပါတယ်။ Tencent ကမှတ်ချက်ပေးဖို့တောင်းဆိုချက်ကိုတော့အကြောင်းပြန်ခြင်းမရှိပါဘူး။ရုရှားထောက်လှမ်ရေးအေဂျင်စီတွေဟာ Signal နဲ့ WhatsApp လိုမျိုးကုတ်တွေဖွက်ထားတဲ့စက်သွယ်ရေး update ကိုထိုးပေါက်ဝင်ရောက်ဖို့လှုံ့ဆော်ခဲ့ပါသေးတယ်။အပြတ်မှောက်လုပ်ငန်းတွေလုပ်ဖို့နဲ့နိုင်ငံခြားဩဇာလွှမ်းမိုးရေးအတွက်လက်နက်တွေအဖြစ်အဲ့ဒီ application တွေကိုအတိုက်ခံတွေကတွင်ကျဲစွာအသုံးပြုနေကြောင်း FSB ကကာလကြာရှည်စွာရှုမြင်ခဲ့ပါတယ်။ ဧပြီလမှာရုရှားသမ္မတဗလာဒီမာပူတင်ကအစိုးရနဲ့ဗန်ဝန်တန်တွေကိုနိုင်ငံသားစာတိုးပစ်ပို့တဲ့ update ကိုအသုံးပြုတာကိုတားမြစ်ခဲ့ပါတယ်။ WeChat ဟာကွဲပြားပါတယ်။ဒီဇိုင်းအဖြစ်သုံးဆွဲသူ data ကိုကာကွယ်ဖို့သုံးဆွဲသူအချင်းချင်းကြားကုတ်ဖက်စနစ်ကိုအသုံးမပြုထားပါဘူး။တရုတ်ဆိုရက application အပေါ်မှာတင်းကျပ်စွာထိမ့်ချုပ်ထားပြီးမိခွန်းတွေကိုစောင့်ကြည့်ဖို့နဲ့စင်ဆာပြုလုပ်ဖို့အဲ့ဒီရဲ့လုံခြုံရေးအားနည်းချက်ကိုအခွင့်အကောင်းရှုထားပါတယ်။ ိုင်ငံခြားထောက်ခံရေးအေဂျင်စီတွေကအဲဒီအားနည်းချက်ကိုအသုံးချနိုင်ပါတယ်။ WeChat က2016ခုနှစ်မှာကုတ်ဝက်စနစ်တချို့ကိုအကန့်အသတ်နဲ့ထည့်သွင်းခဲ့ကြောင်းတိုရန်တိုတက္ကသိုလ်ရဲ့နိုင်ငံသားတက်ခွဲကန်ကသူတည်တည်မိုနာဝမ်ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့ signal ဓမ္မမဟုတ် whatsapp လိုမျိုးတခြားသောစာတူပေးပို့ရေး update ရဲ့ကုတ်ဝတ်စနစ်တွေထက်လုံခြုံရေးအားနည်းနေစေဖြစ်ပါတယ် တုံးဆွဲသူအချင်းချင်းကြားမှာကုတ်ဝက်စနစ်ကိုအသုံးမပြုထားတာကြောင့်တရုတ်ထောက်လှမ်းရေးအရာရှိတွေကထပ်သတင်းပေးတာနဲ့ဆက်သွယ်ဖို့ WeChat ကိုဘယ်လိုမျိုးအသုံးပြုနေရကြောင်းရှင်းရှင်းလင်းလင်းမသိရပါဘူး။တန်တမန်နေအဖြစ်မကြာခဏဟန်ဆောင်ပြီးတော့အစောပိုင်းမှာပေါပေါပါပါစကားဆက်မီပြောဆိုလေးရှိတဲ့သူရှိုရီနဲ့ဆက်သွယ်နေတယ်လို့သတင်းပေးပို့မှုတွေဒါမှမဟုတ်အလားလာရှိတဲ့သတင်းပေးတွေကအစောပိုင်းမှာမသိနိုင်ပါဘူး။ WeChat ကို2018ခုနှစ်မှာရုရှားကခေတ္တပိတ်ပင်ထားခဲ့ပေမဲ့ Tencent ကနိုင်ငံခြား digital platform တွေကလိုက်နာဖို့လိုအပ်တဲ့ဥပဒေတွေအတိုင်းလိုက်နာဆောင်ရွက်ပြီးတဲ့နောက်မှာရုရှားမှာအသုံးပြုခွင့်ပြန်လည်ရရှိခဲ့တာပါ။ WeChat ကရုရှားမှာလှုပ်ကိုင်ဖို့အစိုးရစီမှာလိုင်စင်ရထားပြီးလည်းဖြစ်ပါတယ်။အဲဒီလိုင်စင်ကရုရှားဆာဗာတွေမှာအသုံးပြုသူအချက်လက်တွေကိုသိမ်းဆည်းပွန်တဲ့လုံခြုံရေးအေဂျင်စီတွေကတောင်းခံလာပါက Tencent ကဝင်ရောက်ခွင့်ပေးရမှာဖြစ်ပါတယ်။ ရုရှားမှ WeChat လိုမျိုးရုရှားအစိုးရပိုင်း Sato Pipo ရဲ့ app ကိုအသုံးပြုနိုင်ရေးကြိုးပမ်းနေပါတယ်ရှင်။လောကောမီဒီယာရဲ့ဆက်လက်ရပ်တည်ခံဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝင်ပြည့်ခြင်းကိုဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။